ကဲဒီနေ့မှာတော့ကျွန်တော် Xiaomi 70 Pro Max Pro နဲ့ရုပ်ဆိုးဆိုးသူ့ရဲ့ Xiaomi Base Model တွေအကြောင်းကိုနည်းနည်းဖောက်သေချသွားမှာဖြစ်ပါတယ်။ဖုန်းရဲ့ specification တွေကိုပဲဒီတိုင်းပြောနေတာတက်ဆိုင်တချို့ကျွန်တော် highlight လုပ်ချင်တဲ့ကျွန်တော် personal thoughts တွေနဲ့ feeling တွေကိုအဓိကထားပြောပေးသွားမှာပေါ့နော်။ဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေရောဒီ Xiaomi ဖုန်းအသစ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲ။ရင်ခုန်နေလား၊ကြိုက်တယ်လို့မြင်လား၊တောဆန်တယ် blah 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 တိတ်ပြောရင်မခုန်ဘူးလား။ဒါမှမဟုတ် blame ချင်လား။အားလုံးအောက်မှာလွတ်လွတ်လပ်လပ်ဝင်မှန်းခဲ့လို့ရပါတယ်။ကျွန်တော်ကတော့ဖုန်းကြောက်သူပါ။ my dad မြန်မာပြည်သက်ကြအောင်လို့မင်္ဂလာပါ။ channel မပြောခင်ကျွန်တော်ပထမဆုံးပြောချင်တာကတော့ Sammy Promise ဆိုတဲ့နာမည်ပေးလိုက်တဲ့ကတော်တော်လေးကိုရုပ်ပေါက်တယ်ဆိုတာပဲ။ဒါကကျွန်တော်တို့မျိုး Xiaomi ကိုတစ်ဖက်သက် time found ထုနေတာမျိုးမဟုတ်တဲ့လူအမြင်မှာတော့မှဒီလိုကြီး branding လုပ်လိုက်တဲ့ကရ brand image ကျတယ်လို့ဘယ်လိုပဲဖြစ်ခံစားရတယ်။ကျွန်တော်တို့ leak တွေ rumor တွေကအဲ့လိုကြီးလာမယ်ဆိုတာတော့မှမလာပါစေနဲ့ဆိုပြောပေါ့နော်အဲ့လိုမျိုးကျွန်တော်ကောင်းတဲ့အောင်ပြောဖြစ်တိုင်းအဲ့လိုဆူတောင်းနေရသလိုမျောလင့်နေရသလိုဖြစ်ခဲ့ရဒါပေမဲ့ စိတ်မကောင်းပါဘူးအခု pro max ဆိုတဲ့နာမည်ကြီးလုံးဝပြူးနေအောင်ထွက်လာတယ် sampli ဆိုပြီးတော့လှုပ်လိုက်တာချင်းကသူတို့လည်း mi 6ကနေပြီးတော့ mi 8ကိုခုံခဲ့တယ်လို့မျိုးနည်းနည်းလေး post shot တွေးပြလို့ရတယ်ဆိုပေမဲ့ pro max ဆိုတဲ့နာမည်ကြီးပါ light ယူလိုက်တာကြတော့နည်းနည်းစားရတယ်ပေါ့နော်တကယ်တော့ max ဆိုတဲ့ name ရ Xiaomi ရစသုံးတာဥပမာ Mi Max တို့ Mi Max 2တို့ကျွန်တော်မြန်မာပြည်မှာတော့တော်တော်လေးလူကြိုက်များခဲ့တယ်ဗျာ Mi Max 3အထိပေါ့ဆိုတော့ပြောချင်တာက Sampli Max ဆိုပြီးလုတ်လိုက်ရင်တောင်မှဒါတော်တော်လေးကိုကောင်းသွားမယ် တည်မလားဒါမှမဟုတ်လေတခြား Chinese phone တွေလိုမျိုး Ultra နဲ့ Pro ကြ Pro Plus ပေါ့ဗျာဒါမှမဟုတ်လေတစ်ခုခုပေါ့ Pro Extreme ပေါ့ဒါတော့ကျွန်တော်ရဲ့ personal thoughts ပါဆိုတော့တိုက်ဤ main phone ကဘာလဲငါ phone 70 Pro Max တွေပြောရတာနဲ့ဟို iPhone လည်းမဟုတ်နေတော့နင်းထိုင်နေတယ်တည်မလားကိုက340ဝန်းကျင်လောက် flagship ဈေးခွဲကင်ပြီးတော့ you know တော်တော်လေးကိုအဆင်မပြေဘူးပြီးတော့နောက်တစ်ခု70ရိုးရိုး base model သူတို့ရဲ့ 15T series ကိုဒီရက်ပိုင်းတင်မယ်ကလို့ globally launch လုပ်သွားတယ်တော်တော်လေးကို premium look and feel ရတယ်သူရဲ့အနောက်ကင်မရာ၄ point flashlight ပါပါတယ်အဲ့ဒီလေးလုံးပြူ design ကိုတော်တော်လေးကို premium cuff အချိုးလေးရင်းနဲ့သုံးထားတဲ့ color line up တွေအကုန်လုံးကလည်းတော်တော်လေးကိုအဲ့လိုမျိုး classy ဖြစ်တယ်ဗျာဆိုတော့တည်မလားဒီ sammy base model ရိုးရိုးကတတ်တတ်ကြီးကို pro နဲ့ရှင်လုံးဝဒွတ်ထနေအောင်တမင် intentionally လုပ်မှန်း ပိုတော့တိတာွားစေတယ်ဒီလိုမျိုး 15T 15T brain နဲ့တွားပြီးတော့ရှင်လိုက်မယ်ဆိုရင်ပေါ့နော်မလုံနိုင်တာမဟုတ်သမင်ကိုလုံတာပြောမှဆိုရင်ဒီဒီခေါက် sample base model တွေက Xiaomi ထုတ်ဘူးသမျှ flagship base model တွေထဲမှာတိတိတာတာကိုသမင်ငကာကြီးကိုရုပ်အစိုးဆုံးတွားကြတယ်ဆိုတော့ပြောမှဆိုရင် Xiaomi ကို found ထူရမယ်အနေထားတစ်ခုမှာကိုရောက်သွားတယ်မသိရင်သူများဖုန်းတွေရဲ့ mirror design မျိုးဗျာဥမာ Honor X6C လိုမျိုးဘလို့မှဒါ flagship phone တစ်လုံးပါဆိုတာမျိုးကို ပါးစပ်နဲ့ထုတ်မပြောရင်တာမန်လူတယောက်ရဲ့အမြင်မှာ impression ဘယ်လိုမှမရတာတော့အမှန်ပဲပေါ့နော်ဆိုတော့ဒါရီကတော့ကျွန်တော်ဒီ phone series ၃ခုလုံးနဲ့ပတ်သက်ပြီးတော့ကနဦးလုံးဝဘယ်လိုမှအားမရဖြစ်မိတဲ့နေရာတွေစပြောတာပြီးတော့နောက်တစ်ခု downside မဟုတ်ဘဲနဲ့50 50အနေနဲ့ပြောရရင်အရင် Xiaomi phone တွေရဲ့ထုံးစံပဲ base model ရဲ့ကင်မရာအကောင်းဆုံးအကျန်းဆုံးဆိုပြီးတော့ဖြစ်မှာမဟုတ်ဘူး Xiaomi ကိုယ်တိုင်လည်းဒီခေါက်သူတို့ရဲ့ base model ကိုကင်မရာဘိုင်းတွေဘလိုဘလိုဘာညာမဟာဒီယာဘာမှမကြွယ်ခဲ့ဘူးပေါ့နော်ဆိုတော့အဲ့လောက်ဆိုသဘောပေါက်မယ်ထင်တယ် ကျွန်တော်ပြောချင်တာဗာလဲဆိုတော့အရင် Xiaomi 11 12 13အဲ့ဒီ generation 3ခုခေတ်ကလိုမျိုး Pro နဲ့ Base Model က overall camera quality မှာ low နေတယ် low နေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးခွဲခြားခံထားရတဲ့ဟာပို့ပြီးတော့တိတာမယ်လို့တော့ကျွန်တော်ခံစားမိနေတယ်ဥပမာ Xiaomi 14 UU ဆိုလို့ရှိရင်သူ့ရဲ့14 Pro နဲ့ရိုက်ချက်တော်တော်များများပါဗျာအဲ့လောက်ထိတင်မှာ day to day day and night ကွာဟာချက်မဟုတ်ဘူး portrait bokeh လိုမျိုး telephoto sensor နဲ့တချို့ scenario နည်းနည်းလေးလောက်ပါပဲဒါတော့မှလောကဟိုဘက်ဒီဘက်အဲ့လိုရှင်မှာဗျာဆိုတော့ကျွန်တော်ပြောချင်တာက14 series ရလို့ base model နဲ့ pro lineup ကိုအဲ့လိုမျိုးသိရမလားပုံမှန် user တယောက်တည်းအရင်ကတော့မကွာပါဘူးလေဆိုတာမျိုးဒီတစ်ခါဟုတ်ချင်မှဟုတ်တော့မယ်အရင်ဟိုးလုံးက Xiaomi ရေလို့ပြန်ဖြစ်သွားတယ်ပေါ့နော်အခုပြောခဲ့တာကတော့ဒီတစ်ခါ Xiaomi Family Phone 3လုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော် personally သိအားများဖြစ်မိတာတွေ disappointed ဖြစ်မိတာတွေနဲ့ for your information လောက်ခဲ့ကျင်တာလေးတွေကိုအရင်ပြောသွားတာပေါ့နော်ဆိုတော့သဘောကျဖို့ကောင်းတဲ့အပိုင်း ပထမဆုံး base model ကိုစပြောမယ်အရင် Xiaomi flagship phone တွေရဲ့အဲ့အသေးဆုံး size base model တွေမှာအမြဲကြုံခဲ့ရတာအားသိမ့်မခံဘူးဆိုတဲ့အချက်ပဲမိတ်ဆွေတို့သိမှာပါအားသိမ့်မခံဘူးပြီးတော့ phone နည်းနည်းပူလွယ်တယ်ဒါကလည်း Xiaomi တခုတည်းအပြစ်ထက်ဆိုင် Snapdragon 8 Gen 1 8 Gen 2 8 Gen 3 kit ဆက်ဆက်ဒုက္ခပေးွားတွေနဲ့ပါတယ်ပေါ့နော် form factor သေးတော့ဒါက challenging ဖြစ်တာပေါ့ဒါမဲ့ဒီတစ်ခေါက်မှာတော့အနည်းဆုံး battery life ပိုင်းမှာတော့မိတ်ဆွေတို့အရင် Xiaomi base model compact phone လေးတွေရဲ့ DNA နဲ့တခြားစီဖြစ်သွားပြီပြောချင်တာတောက်တောက်လဲဘက်ထရီခံတယ်ဗျာ70 Pro လိုမျိုးသူထက်တစ်ဆင့်မြင့်ပါတယ်ဆိုတဲ့ကောင်ထက်တောင် तू ကအနည်းငယ်ပြပိုခံအောင်မယ်ဘာလို့လဲဆိုတော့ battery capacity ကလည်းဒီ6.3 inch phone papa size သိမ့်မကြီးတဲ့ form factor မှာ9000တောင်ပါတယ်ပြီး screen size ကလည်း6.3ပဲဗျာ70 Pro လိုမျိုးအနောက်ဘက်မှာလည်း secondary display ပါလေပါနေတာမဟုတ်ဘူးဆိုတော့ normal user တယောက်အတွက်ဆိုဒီ phone ကတောက်တောက်လဲကိုမဟာတရားအားခံတဲ့ ကွန်ပတ်ဖုန်းတလုံးပဲကျွန်တော်မိတ်ဆွေတို့ဖုန်းအားပိုခံခြင်းလို့ဆိုပြီးတော့ size အကြီးကြီးတွေဒုက္ခခံကြိုင်နေရတဲ့ပြဿနာဒီခေါက်70ကတခါလေးရှင်းပေးသွားတယ်မခန့်တာ iPhone 70ကို massive 9000 milliamp hour power bank တော့မှာတွဲပြီးတော့ရှင်ရင်တော့မှာဒီကောင်ကပို့ပြီးတော့အားခံနေသေးတယ်26%လောက် battery ကျန်သေးတယ်ဆိုတာမျိုးပွဲမှာကြွယ်သွားတာပေါ့နော်ဒါကြီးကတော့တော်တော်လေးကို marketing အရဆိုရင်ဘူးဝေါင်းဖြစ်သွားစေလောက်အောင်ဟုတ်တော်ကြီးမဟုတ်တော်ကြီးဟာတော်တော်လေးကို မိုက်တယ်ပေါ့ဘာဖြစ်ဖြစ်ပြောနိုင်တော့ဒီခေါက် Xiaomi 70ကတော်တော်လေးကိုအားခံမယ်ဆိုတော့ပဲစဉ်းစားကြည့်လေအရင် Xiaomi 15မှာတော့မှဘက်ထရီ9000ကျော် capacity လေးနဲ့အရင် base model ကောင်းနေတဲ့တော်တော်လေးကိုအားပိုခံလာတယ်အခုက9000လေးဖြစ်သွားပြီပြီးတော့ Snapdragon 8 Elite Gen 5ရလဲပို့ပြီးတော့ power efficient ဖြစ်လာမလားဒါတော့ကျွန်တော်တို့မပြောနိုင်သေးဘူးပေါ့နော်ဆိုတော့အားလုံးပေါင်းဆက်လိုက်မယ်ဆိုရင်ပြီးတော့ HyperOS 3 Gen တွေဒီကောင်ကသူ့ရဲ့ keynote highlight တွေထဲမှာ ဖုန်းရဲ့ဒီ battery consumption ကိုပါပို့ပြီးတော့တက်တာလောင်လောက်ထားရဆိုတာသူရဲ့ highlight point တွေထဲမှာပါတာ။ဥပမာ video playback ကို10%လောက်ပို့ခံလာတာတို့တချို့ game software မှာ5%လောက်အားစားပို့တက်တာတာတို့စသဖြင့်ပေါ့။ဆိုတော့အားလုံးအားလုံးလို့ပေါင်းလိုက်မယ်ဆိုရင် Xiaomi 70ကတော်တော်လေးကိုအားခံတဲ့အဲ့လို compact phone လေးပေါ့။သိရမလား။အားလို့အရန်ခံကျင်လို့ flagship phone ကို Pro တွေ Ultra တွေဝယ်ရပါတယ်ဆိုတော့ issue မျိုးဒီခေါက်လုံးဝမရှိတော့ဘူး။ damage still သူ့ရဲ့အနောက်ဘက်ကကင်မရာ layout design ကတော့တော်တော်လေးကိုတော်ဆန်တယ် ဘယ်လိုမှဒါ flagship phone တစ်လုံးပါဆိုရဲ5ကိုကျွန်တော်မျက်စိထဲမှာတော့မရဘူးဆိုတော့သိရမလားတန်တယ်အားခံတယ်မိုက်တယ်ဒါပေမဲ့အဲ့ဒီ design နဲ့တင်ပဲ့တယ်ဆိုတာမျိုးနည်းနည်းတော့ kwat ကြတယ်အခုကြည့်နေတဲ့လူတွေကဘယ်လိုသဘောရလဲပေါ့နော်ကျွန်တော်ကတော့အဲဒီ Xiaomi 70ထက်စာရင် Xiaomi 15T နဲ့ 15T Pro ဒီတစ်ခေါက်တော်တော်လေးပိုသဘောကျတယ်ဘလောက်တောင်သဘောကျလဲဆိုတော့အဲဒီ 15T series မှာထွက်သမျှအရောင်တိုင်းကိုကြိုက်တာဗျာတော်တော်လေးကို premium classy ဖြစ်လွန်းတယ်အဲဒါကတော့ကြုံလို့ပေါ့နော်ဒါပြင် 70T Pro နဲ့ Pro Max ကော တကယ်တကယ်နာမည်ကြီးอ่ะတော်တော်စားတယ်အကောင့်ဘက်ကသူတို့ marketing body အရကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကကဘာမှာဗျာ iPhone တွေကရောင်းအကောင်းဆုံးလူ attention search အများဆုံးအဲ့တော့ sampling pro တို့ sampling pro max တို့ရှာလိုက်လို့ရှိရင် search engine optimization SEO အရာကိုရှောင်းမိရလဲအလိုလိုတက်တော့မှာပေါ့နော်ဆိုတော့အဲ့ဒီအတွက်အဲ့လိုမျိုး branding ကို brand image ကိုပေးဆက်လိုက်တယ်လို့မြင်တယ်သိရမလားကျွန်တော်တို့ brand image နဲ့ profit နဲ့တခါကြရ reversely proportion နဲ့ဗျာပြောင်းပြန်အချိုးသွားကြတယ် brand image ထိခိုက်နိုင်တယ်ဆိုရှင် profit ပိုများအောင်လုပ်လို့ရတယ် profit များခြင်းကြတော့လေ brand image မြင့်အောင်ပြောချင်တာကနှစ်ခုလုံးကိုတပြိုင်တည်း iron site ကိုခတ်တာမျိုးအဲအဲ့လိုမျိုးမှာရှောင်းမီရဒီတစ်ခေါက်က profit နဲ့ attention center of attention ပေါ့ပြောရင်ပွဲရှာတာပေါ့နော်အဲအဲ့လိုမျိုးတော်တော်လေးကိုလှုပ်သွားတယ်ဒါကတော့ကျွန်တော်ကတော့ဘလုံးမပေါ့နော် user တယောက်အနေနဲ့အဲအဲ့ဘိုင်းမှာတော့လုံးဝသဘောမကျဘူးထောက်တော့အဲ့နာမည်ပေးတာကြီးကလွဲလို့ရှိရင်ဒီခေါက် Xiaomi Redmi Pro တွေ Pro Max တွေကကျွန်တော်လိုချင်တဲ့ flagship phone တွေအနေဖြစ်သွားတယ် ဘာလို့လဲဆိုတော့အရင်11 Ultra တော့အနောက်ဘက်မှာအဲ့လို display တိတိတွေသူတို့ကတော့ Mi Band တွေဟာပြန်သုံးတာပေါ့နော်အဲ့လိုကြီးပါခဲ့ရတော့မှ selfie တွေဒီလိုမျိုးအနောက်ဘက် rear camera နဲ့ရိုက်ဖို့ video ရိုက်ဖို့တော်လေးကိုသဘောကျဖို့ကောင်းခဲ့တဲ့ future potential ပေါ့အဲ့တော့အဲ့ display က size သေးတဲ့အပြင်မှာ battery has လို့ brightness ကအဲ့လောက်မကောင်းတာတော့ Mi Band တွေဟာယူပြန်ထည့်တာညဘလို့ကောင်းပါလဲအဲသဘောကျဖို့ကောင်းတဲ့ဒီခေါက်70 Pro Pro Max တွေအနောက်ဘက်ကအဲ့ဒီ back သူတို့ကပေါ့ magic display လား အဲ့ကောင်ကအရှိတ်ဘက်က display နဲ့အကုန်လုံးနှိပါအတူတူပဲမာကျောမှု strength and ဒီ durability ရောနောက် peak brightness တွေရော1 has ကနေ120အထိသုံးကြတဲ့ ADBO ခက်ကောင်းကောင်းပါတာရောတော်တော်များများများသိလား size ကြီးွားတာတော့ပြောနေစရာမလိုဘူးကျွန်တော်ကတော့ Pro Max ကိုပို့ဝဲစေချင်တယ်သူ့ရဲ့အနောက်ဘက်က display size ကိုကနည်းနည်းပို့ကြီးတော့ပို့ပြီးတော့ usability ပို့ practical ကြတယ်အဲ့မှာအုပ်စုနဲ့အုပ်စုကွဲွားတာအနောက်ဘက်မှာ display ပါလာတာ gimmick ပါ ဘာသုံးစားလို့ရလို့လဲအလကားရွှေရှောင်းဆိုပြီးတော့ပြောနေတဲ့လူတွေလည်းရှိရယ်ဒါပေမဲ့ကျွန်တော်လိုမျိုးဒါကလုံးဝ service video တွေဓာတ်ပုံတွေရိုက်ဖို့လုံးဝ next level ဖြစ်တယ်ဆိုပြီးတော့ဘလိုနေနေလုံးဝသဘောကျတဲ့အုပ်စုလည်းရှိရယ်အခုကြည့်နေမိတ်ဆွေတော့ဘယ်အုပ်စုတွေရလဲမန်းငယ်လို့ရတယ်ဟုတ်တယ်လीဘလောက်ပဲ service camera ရဲ့ quality ကောင်းတယ်ပြောပြောဘလောက်ပဲ pro စံတယ်ပြောပြောဒီအနောက်ဘက်က main camera ရဲ့ quality ကိုဘလို့မှမမှီဘူးဗျာတိလား obviously နောက်တစ်ခု telephoto ဒါမှမဟုတ် periscope zone lens ကျွန်တော်ပြောချင်တာကဓာမျိုးတွေကလူတိုင်းတော့လုံမှာမဟုတ်ဘူးဆိုပေမဲ့လုံချင်အကုန်ပို့လုံလို့ရသွားတယ်ဆိုတာမျိုး selfie ဘိုင်းအတွက်ကိုတကယ် next level unlock အကုန်ဖြစ်သွားတယ်ဗျာအရင်တော့ကျွန်တော် foldy phone တွေ flip phone တွေကိုသဘောကျတယ်ဆိုတာအဲ့လိုမျိုး selfie ကိုအနောက်ကင်မရာနဲ့ရိုက်လို့ရတယ်ဆိုတဲ့အချက်ကတဝက်လောက်ပါတယ်အဲတချို့ကတော့ selfie တိတ်မရဘူးဆိုတဲ့လူတွေကတော့ချွင်းကြပေါ့ဗျာဥပမာ DJI Osmo Pocket 3လိုမျိုး vlog ကင်မရာလေးတွေတအားရောင်းကောင်းနေဆိုတဲ့မှာအဲ့လို view finder အရှိမတခါရဲဒီလိုကိုကို convenient ဖြစ်ဖြစ်ရိုက်လို့ရလို့ဆိုတာလည်းပါတယ် အခုကရှင်းတယ်လीဒီ Xiaomi 70 Pro Pro Max တွေဝယ်လိုက်မယ်ဆိုရင် DJI လိုမျိုး5မျိုးဖုန်းတွေရပြီဗျာဘာဖြစ်ဖြစ်ဖုန်းရဲ့အနောက်ဘက် main camera ရဲ့ quality က vlog ပဲရိုက်ရိုက်ဓာတ်ပုံဆိုရင်တော့ပြောနေစရာမလိုဘူးဗျာ portrait bokeh ပဲရိုက်မလား group photo ပဲရိုက်မလား ultra wide lens နဲ့ပဲချမလား you know ပြီးတော့ခုနောက်ပိုင်းကျွန်တော်တို့ဖုန်းတွေကိုအနောက်ဘက်က camera van ကြောက်ပဲဖြစ်ဖြစ်ဒီလိုစပွဲမှာမှောက်ထားတဲ့အခါမှာ notification တွေပါရအရင်လိုဘာမှမမြင်ရတော့ဘူးဗျာဒါပေမဲ့အခုလိုဒီလို back display တစ်ခုပါတာ noti တက်ရုံနဲ့မဟုတ်ဘူး တနည်းအားဖြင့်လှတယ်ဆိုတာမျိုးအဲ့လိုအထာကျတယ်ဆိုတာမျိုးကြိုက်တယ်အောင်ဖြစ်သေးတယ်ဟုတ်တယ်လေ nothing ရဲ့ glint slide လေးပါလာလောက်ကိုတော့မှာလူတွေကအာ mic တယ်ပါညာဖြစ်နေတာဒီမှာ display အပြားကြီးတစ်ခုလုံးသုံးလက်မှနီးပါကြိုက်တဲ့ဟာ customization လုပ်လို့ရတယ်ဆိုတာရဘယ်လောက်တော့မှ endless potential ဖြစ်လဲဒါမျိုးပါတာကျွန်တော် grand လဲ personally သဘောကျတယ်ဆိုတော့ mic တယ်ပေါ့နောက်တစ်ခုဒီကောင်လေးရဲ့ battery အာ flagship phone ပဲ battery ကခံပြီးသားပါဆိုတော့အနေထားတွေကိုတော့မှာ Samri Pro Max မှာ9500တောင်ပါတယ်ဗျာအဲ9500ပါလို့ဆိုရင်ဖုန်းကြီးကတအားကြီးထူွား၄ွားလည်းမဟုတ်ဘူးအထူး8 mm ပဲရှိတယ် weight ကလည်း220 gram မပြည့်ဘူးဆိုတော့ဒါကပြောမှဆို seriously premium ဖြစ်တယ်ဆိုတဲ့အနေအထားတစ်ခုလုံးဝရောက်တယ်အစကတည်းက flagship ဖုန်းတွေဆိုတာသူတို့မှာတုံးထားတဲ့ battery ရဲ့ quality ရော now software optimization ရော SoC တွေရောတည်မလား cooling mine တွေရောအကုန်ပေါင်းလိုက်ရင်တော်တော်လေးကို battery ကခံတဲ့ဘက်ကိုသွားကြတယ် ဖလက်ရှစ်ဖုန်းတော်လုံးအားအားမခံပါဘူးဆိုတာ size သေးရဲ့ combat ဖုန်းတွေလောက်ပဲရှိတော့မှာပေါ့နော်ဒါတော့မှအခုနောက်ပိုင်း China ဖုန်းတွေကခုနလို size သေးသေးဖုန်းတွေမှာတော့ battery 6000လောက်တွေရအောင်ထည့်လာပြီးတော့အားတွေကခံလာကြပြီဗျာဆိုတော့စဉ်းစားကြည့်ပေါ့ဒီ Xiaomi Pro Max ရဲ့8500တောင်ပါတဲ့ battery capacity ကဘယ်လောက်တောင်လုံးဝอีเซตนี่มั้ยล่ะสว่าตู้มาปาลาย Snapdragon 8 Elite Gen 5ก็ power efficient ปูไม่ผิดหรอกสวยเนาะมาอะยิง8 Elite ได้มั้ยผิดเลยเว้ยทาง ီလိုမျိုး9500ကြီးပါပါတဲ့အတွဲအဆက်နေရလीတည်လားမိတ်ဆွေတို့ရိုးရိုးနော်မယ်ယူဇာတယောက်ဘလို့သုံးသုံး2ရက်3ရက်လောက်နေမှလုံးဝ heavy သုံးရင်တော့မနေ့ကလည်းညတိလုံးဝဘလို့နေနေခံရဲဆိုတာကြီးဗျာတည်လားကျွန်တော်ပြောချင်တာက 4K 8K တဲ့လို့ဗီဒီယိုတွေ heavy တောက်လျှောက်ရိုက်နေတာတို့ graphic intense အရန်ဖြစ်တဲ့ game တွေကိုတဏီကုန်ကြိတ်တာတို့အဲ့လိုမျိုးတကယ်ကိုသိရမလား high performance scenario တွေကိုတော့မှအဓိကပြောချင်တာ ဘလို့နေနေမနက်ကနေညအထိကတော့ခံလိုက်မယ်ဗျာဒါနဲ့စကားဆက်ဒီခေါက် Xiaomi flagship phone အသစ်တွေက Snapdragon processor အသစ်ကိုဒီနေ့ပဲမိတ်ဆက်နောက်နေ့ပဲဖုန်းမှာကြီးညာသွားတဲ့ပထမဆုံးဖုန်းတွေပဲအဲ့လောက်ထိကိုတိုင်းလိုက်ရအရင်မြန်သွားတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော်သဘောကျတာဒီခေါက်ဖုန်းနေနဲ့တူမိတ်ဆက်လိုက်တဲ့သူ့ရဲ့ MagSafe လိုမျိုးကပ်ပြီးတော့သုံးလို့ရတဲ့ wireless charging battery တွေဗျာ9000 mAh power capacity တောင်ပါတော့လုံးဝပပလေးဥပမာ Apple ရဲ့ MagSafe အဲ့လိုချာဂျာတုံးဆိုရင်လည်းထူသင့်တဲ့လောက်ထူတယ် ပြောရင် app ရဆိုးနေရတော့မဟုတ်ဒါသူ့ရဲ့ပုံမှန်ဖြည့်ဖြစ်စဉ် capacity form factor ဒါပေမဲ့ဒီတစ်ခေါက်ဒီမှာတရုတ်တွေက silicon carbon battery နည်းပညာကိုတော်တော်လေးကိုသုံးနိုင်နေပြီဖြစ်တဲ့အတွက် capacity to in form factor ကို weight ရပိုသေးအောင်သူတို့လုပ်နိုင်တယ်ပို့ပြီးတော့ကြုံနိုင်တယ်ဗျာဒီလားအဲ့တော့အဲ့လိုကတ်သုံးရတဲ့ scenario တွေမှာလည်းပို့ပြီးတော့ practical ကြရတယ်ကျွန်တော်ပုံဒီမှာကြည့်ရတော့ဆိုရင်ဒီ camera အပေါ်ကဘန်းနေတောင်မှအတူတူလောက်တိတ်မကွာဘူးဆိုတော့ကတ်ထားလို့ကတ်ထားမယ် တော်ရုံမသိတာတော့ဘောနော်ဆိုတော့အဲ့ဒါကိုလည်းတော်တော်သဘောကျတယ်ဆိုတော့စဉ်းစားကြည့်ဗျဖုန်းမှာ9500ပါတယ်အဲ့လို maxi လိုမျိုးကတ်သုံးတဲ့ charger တုံးပါလေနောက်ထပ်9000 power loss တွေပါ2000လောက်ဖြစ်သွားတယ်ပဲထောင်း1500လောက် capacity ဖြစ်နေပြီဒါဟိုပေါချောင်ကောင်းဟိုသိရမလားအကျန်းခံအောင်ထုတ်ထားတဲ့ဖုန်းတွေလိုမျိုးလည်းမဟုတ်တဲ့တကယ် true flagship ဖုန်းများဆိုတော့ကျွန်တော်တို့ဖုန်းနဲ့တနေကုန် outdoor shooting တွေရိုက်မယ်လို့ခီးသွားတာတော့မှလုံးဝ D70 Pro Max ကခုန power bank မှာဝယ်ထားလိုက်မှဆိုရင်ပြောနေစရာမလိုတော့ဘူးဗျာ ပေါင်ဘက်မပိုင်တော့သူ့ရဲ့9500တော်တော်ခံပါဘာလို့ဆိုတော့ကျွန်တော်တို့စီကကိုအောင်တန်းတော်မှာသူ့ရဲ့ Xiaomi 15 Pro ဘက်တရီ6000ကျော်လောက်လေးပါတာတော့မှတော်တော်လေးကိုအားခံတာအရင်နှစ် flash တွေနဲ့ရှင်ပြတာတယ်။ shout out လုပ်ရရင်တော့ဒါ Xiaomi ရဲ့မှာမဟုတ်ဘူးတခြား Oppo ရော Vivo ရောလည်းဒီနောက်ပိုင်းမှာ silicon carbon battery နဲ့6000လောက်ကြီး6000ကျော်ကြီးထည့်လာတာ။နောက်ဆုံး Realme ရဲ့ GT 7 Pro လို့ဖုန်းတော်မှာတော်တော်လေးကိုအားခံတာကျွန်တော်တို့တွေ့ခဲ့ရတယ်။ဒါကတော့တရုတ် phone တွေရဲ့ through flash တွေရဲ့နောက်ပိုင်း ော်တော်သဘောကျမကောင်းတဲ့ spec တစ်ခုပဲအခု Xiaomi 70 Pro Max လို့ခေါအောင်ဆိုတော့ပြောနေကြအောင်မလို့တော့ဘူးနောက်တစ်ခုကျွန်တော်သဘောကျတာဒီခေါက်70 Pro အထူးသဖြင့် Pro Max တွေရဲ့ display specification တွေကတော့ Xiaomi တွေရဲ့ထုံးစံလုံးဝ high spec တွေပဲသုံးထားပြီးရယ်အဲ့ဒါမထူးဆန်းဘူးထားအဲဒါမဲ့ display နည်းပညာအသစ်တစ်ခုသူတို့သုံးထားပြီးရယ်လို့ပြောတယ်အဲ့ဒါတော့ဘလောက်ထိဘလို့ကောင်းလဲဆိုတာတကယ် review တွေကျွန်တော်စမ်းသုံးကြည့်ပြီးပြန်ပြောပေးမယ်ဒီပွဲမှာတင်ကျွန်တော်အတွက်လုံးဝရင်ခုန်ွားစေတဲ့ကြွေစင်းွားစေတဲ့အချက်က အရှိတ်ဘက် display launching corolla glass 3သုံးထားတဲ့အချက်တော်တော်လေးကိုမာတယ်လို့ပြောတယ်။အရင် launching corolla 2.0ကျွန်တော်တို့ Xiaomi 15 Pro တို့ဘာလို့မှသုံးထားတဲ့ကောင်။နောက် Xiaomi 14 Pro လည်းသုံးထားတယ်ထင်တယ်။အဲ့ဒီကောင်တော့မှကျွန်တော်တို့သုံးကြည့်ရတော်တော်လေးကိုမာတာအကျန်းခံတာကိုတွေ့ရတယ်။အရင် corolla glass တွေထက်တော့မှပို့ပြီးတော့တကယ်ပိုမာတယ်ဗျာ။ဆိုတော့ဒီ3.0ကအရင်2ထက်ကိုအစ20လောက်ပိုမာလာသေးတယ်လို့ဆိုတော့ တကယ်သားဆိုဒါကြီးကတော်တော်လေးကို flagship phone တစ်လုံးနေနဲ့အားရဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့ worry free သုံးရတယ်ဆိုတော့နောက်ထပ်နေရာတစ်ခုဥပမာခုန battery life လို့ပဲဗျာဘလောက်တောင်ဆိုးလဲဆိုရင်သူ့ရဲ့ event မှာကြွေပြသွားတာလीစကိတ်စီးနေရဲ့အဲဒီစကိတ်ဖနက်အောက်ကတန်ချွင်နေတယ်ဟိုအဲဒီ Xiaomi 70 Pro Max ကိုဒီလိုပုတ်တိုက်သွားတယ်တက်ပါဒီလိုခုံပြသွားတယ်အဲ့အောင်ဘာမှမဖြစ်ဘူးဆိုတာကြာတည်မလားကွဲလည်းမကွဲပါဘူးဗျာဆိုတော့ မာကတ်တင်းဆိုတော့အဲ့လောက်ထိတော့ဟုတ်ချင်မှာဟုတ်မယ်ဆိုပေမဲ့ဘာပဲဖြစ်ဖြစ်ပို့ပြီးတော့အကြမ်းခံလာတယ်ဆိုတာတော့သိကြရတယ်။ဆိုတော့ဒီတစ်ခါ70 series lineup မှာလဲ Xiaomi ကသူ့ရဲ့ Science Fire Pass တော်တော်များများအောင်အဲ့လိုမျိုး Chinese OEM တွေဆီက add ထားတော့တွေ့ရတယ်။အထူးသဖြင့်ဒီ display တို့ battery တို့ပေါ့နော်။အရင်ကလိုမျိုးဟို global leader တွေဆီကနေမိခိုနေရတယ်ဆိုတာမျိုးသူတို့တော်တော်လေးကိုတိမ်မရှိတော့အောင်တဖြည်းဖြည်းလှုပ်လာတာတော်တော်သိတာတယ်။စကားမဆက်ဂျုံလို့တစ်ခု shout out လုပ်ရရင် Xiaomi flagship phone တွေဒီနောက်ပိုင်း green line ထလာတာတွေအဲ့လို display error လစ်လစ်သွားရဲဆိုတာတွေတော်တော်လေးမကြားမိဘူးကျွန်တော်ကိုယ်တိုင်လည်းသုံးလာတာ၄၅နှစ်လောက်ရှိပြီပေါ့နော်ဆိုတော့တခြားဥမာ Samsung တို့ iPhone တို့နဲ့ရှင်လိုက်ရင်သူတို့ add ထားတဲ့ Chinese OEM တွေအရအောင်ပို့ပြီးတော့အဲ့ဒီဘိုင်းမှာနည်းနည်းစိတ်ချသလိုမျိုး average ပေါ့နော်ပြောရမလို့ဖြစ်နေဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာ Xiaomi flagship phone သုံးနေရင်လည်းအဲ့လို green line error ထလာတာမျိုးစိုးစိုးဝါခံလိုက်ရတာမျိုးရှိကြလား ဲဆိုရှင်မှန်ခဲ့လို့ရပါတယ်ကျွန်တော်ကတော့ own experience ရအောင်ပေါင်းချက်မှာစနီးနာကြည့်ရသလောက်အောင်အဲဒီ Xiaomi flagship phone မှာနည်းနည်းလေးဖြစ်တာပိုနည်းသလားလို့ Xiaomi 70 Pro နဲ့ Pro Max မှာတော့ကျွန်တော်ကြည့်ကြည့်ရသလောက် main camera တို့ ultra wide တို့ကတော့တော်တော်များများအတူတူပဲဆိုတော့သူတို့ software နဲ့တမင်တတ်တက်ကြီးခွဲခြားထားတာမျိုးမဟုတ်ရင် quality ကတော့မတိမ်မြင်သွားတူနေလိမ့်မယ်အဓိကကွာကွာတာ telephoto periscope zoom lens ပေါ့နော် pro မှာတော့နည်းနည်းလေးပို size သေးတဲ့ quality တဆင့်ပိုနေတဲ့ Samsung စီရာ sensor ဆိုသုံးထားတယ်။အဲ ProMax ကလည်း Samsung စီရာပဲ။ဒါပေမဲ့ तू ကတော့ပို့ပြီးတော့တည်တည်တာ quality တခုပိုကောင်းတယ်။ဆိုတော့မိတ်ဆွေကဇုံဆွဲရိုက်ချက်တွေနောက်ရှေ့ကျင်နာဝ portrait bokeh နဲ့လူကိုအလှရိုက်တာတွေပေးချလုပ်ချင်ပါတယ်ဟေ့ဆိုရင်တော့ဘလိုပဲဖြစ်ဖြစ် ProMax ဝယ်မှပိုကောင်းတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေမယ်။ဘာလို့လဲဆိုတော့သူတို့ပွဲမှာကြီးညာတဲ့ဒါမှမဟုတ် website မှာပြထားတဲ့ကြွေထားတဲ့သူတို့အစ်မလားလူပုံ portrait ရိုက်ထားပါတယ်ဆိုတော့ပုံနေမှာကို YoYo Pro နဲ့ ProMax နဲ့က ကျွန်တော်မျက်စိထဲမှာတော့နည်းနည်းကွာတယ် quality တခုအားလေအာ Pro Max ကတော့ပြောမှဆိုရှင် hardware အနေထားအရောပိုကောင်းွားပြီးတော့ detail တွေသူ့ရဲ့ဒီ HDR processing လောက်တာလေးတွေပို့ပြီးတော့ natural look back ကိုပို့သွားတယ်။ဟိုကောင်းတော့ processing ပို့များသွားတဲ့ပုံစံမျိုးပေါ့။ဒါပေမဲ့ base model လောက်တော့ဘယ်လိုမှဟိုပို့ပြီးတော့ cheap ဖြစ်သွားတာမျိုးဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့ base model နဲ့ရှင်တော့ပို့ကောင်းသေးတာပေါ့။ပြီးတော့မိတ်ဆွေက camera quality ကိုလုံးဝအကျဉ်းဆုံးအကောင်းဆုံးလိုချင်တယ်ဆိုရင်တော့ဒီတစ်ခေါက် Pro Max ကိုလည်းမဝယ်သေးပဲနဲ့သူ့ရဲ့ Xiaomi 70 Ultra February လောက်လောက်မှာမိတ်ဆက်မယ်ထင်တယ်အဲ့ကောင်စောင့်တင်တယ်ဘာလို့ဆိုတော့ဒီခေါက်မှာဒီ70 Pro Pro Max တွေအနောက်ဘက်ကအဲ့ Magic Display အနောက်ဘက် secondary display လေးကိုနေရာပေးလိုက်ရပြီးတော့ sensor အကြီးတွေထပ်ပြီးတော့ upgrade လုပ်ဖို့တော်တော်လေးကိုမဖြစ်နိုင်ဖြစ်သွားတယ်။ battery ကလည်းသူတို့တက်နိုင်နေမြ6300ရာ8500ရာတွေထည့်ထားရတယ်ဗျာ။ အဓိကပိုတိတာွားတဲ့ကျွန်တော်အားမရဖြစ်တဲ့ point ရတော့ ultra wide sensor ဥပမာ vivo ဆိုလို့ရှိရင် x200 ultra မှာ ultra wide camera sensor ကိုသူများနဲ့မတူအကြီးစသုံးလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုတော်တော်လေးကိုကြိုက်တယ်ဆိုတော့ Xiaomi ကိုလည်းသူတို့ရဲ့ ultra ဒီတစ်ခေါက် sampling ultra မှာပဲဖြစ်ဖြစ်ပေါ့အဲ့လိုသုံးလာဖို့တော့မျှော်လင့်တယ်ပေါ့နော် vivo ကတော့သေချာတယ်သူရဲ့နောက်ထပ်မဲ့300 ultra မှာလည်းအဲ့တိုင်းပဲလာမှာကံကောင်းရင်300 pro မှာတော့မှအဲ့လိုမျိုးဖြစ်လာနိုင်တယ်ဗျာဆိုတော့သိရမလား ကင်မရာလုံးဝ the best the best the best လို့ခြင်းနေဆိုရင်တော့ဒီတစ်ခေါက် Pro Max တွေတောင်မှမိတ်ဆွေတို့ဟုတ်အောင်မှာမဟုတ်ဘူး။တိတ်မကြခင်မှာပဲမိတ်ဆက်လာတော့မဲ့ Oppo နဲ့ Vivo စီက flagship phone တွေကိုလည်းမိတ်ဆွေတို့တစ်ချက်စောင့်ကြည့်တဲ့နေ။ဥပမာ Vivo X300 Pro တို့ Oppo Find X9 Ultra တို့ Pro တို့ပေါ့။ဆိုတော့ကျွန်တော် conclusion ပြန်ချရရင်ဒီတစ်ခေါက် Xiaomi phone တွေကတကယ်လို့မိတ်ဆွေကဈေးအသက်သာဆုံးနဲ့အားလည်းခံရမယ်။ size ကလည်း6.3 inch လိုမျိုး compact ဖြစ်ရမယ်။အဲအဲ့လိုမျိုးလေးကိုကြိုက်တယ်။နောက် Xiaomi ရဲ့အနောက်ဘက်က နည်းနည်းလေး mid range phone ဆန်နေတဲ့ vibe ကိုရတယ်လစ်လူရှုနိုင်တယ်ဆိုရင်တော့ Samsung phone ကမိတ်ဆွေအတွက်ပဲ Pro Max ကတော့ရှင်းပါတယ်မိတ်ဆွေတို့ကလုံးဝ battery ကိုလည်းအကောင်းဆုံးခံရမယ် camera ကိုလည်းလက်ရှိ Xiaomi တွေကအမြင့်ဆုံးလိုချင်တယ်အနောက်ဘက်ကသူ့ရဲ့ secondary display ကိုလည်းပို size ကြီးကြီးနဲ့ပို့ပြီးတော့အလိုအသုံးဝင်ချင်တယ်အဓိကလက်ထဲမှာအလို6.9 inch ကြီး iPhone ratio နဲ့ဒီဘက်ပါကြီးတဲ့ဟာကိုကိုယ့်လက်ကအဆင်ပြေတယ်ဆိုတဲ့လူတွေပြီးတော့ phone ရဲ့ thermal control လည်းပိုကောင်းချင်တဲ့လူတွေ Pro Max ကိုရွေးရမှာပေါ့နော်ဈေးလည်းဒီကောင်ကအကြီးဆုံးဖြစ်မယ် အခုလက်ရှိဈေးတွေရဆိုရင်ကောင်30ဝန်းကျင်လောက်ဖြစ်မယ်။နည်းနည်းလောက်ဆောင်းလိုက်မယ်ဆိုတော့ maybe 38တို့39ကတော့အလောက်ဖြစ်လာမှာပေါ့နော်70 Pro ကကြတော့မိတ်ဆွေက Pro Max size တော့ပဲမကြိုက်ဘူး base model ကိုလည်းဘယ်လိုမှခံစားလို့မရဘူးနည်းနည်းပိုကောင်းတဲ့အဆင့်မြင့်တော့ဝယ်လိုက်မယ်ဆိုရင်တော့ Pro ကဒီတစ်ခေါက်မှာဂျားတွေက sweet spot တစ်ခုလိုမျိုးတော့ဖြစ်သွားနိုင်တယ် size က6.3 inch ပဲရှိတယ် battery ကလည်း6300လောက်ပါတယ်ကျန်တာတော်တော်များများခုနကကျွန်တော်ပြောသလို telephoto periscope zone lens ကလွယ်လို့ရှိရင်တော်တော်များများ promise နဲ့အတူတူပဲဆိုတော့အဲ့လိုမျိုးရွေးလို့ရရပါတော့ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအခုကြည့်နေတဲ့မိတ်ဆွေတွေရောဒီ Xiaomi ရဲ့ဖုန်းအသစ်သုံးလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲပြီးတော့ HyperOS 3ရောသဘောကျလားဘယ်လိုမြင်လဲကိုသုံးနေတဲ့ဖုန်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာရှင်လဲအောက်မှာတစ်ခါလေးလွတ်လွတ်လပ်လပ်မိုင်းကြရပါတယ်ကျွန်တော်ကတော့ဖုန်းကြော်သူပါဗီဒီယိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်